အလုံးမဲ့မင်္ဂလာပါဒီနေ့ကတော့ match လ9ရက်နေ့တင်းမီဒီယာထဲမှာဖော်ပြထားတဲ့အကြောင်းအရာတွေထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့မွန်ပြည်နယ်ခမာယ3လေး3ဝန်နေပြီးတော့ထွက်လာတဲ့စကတ်ဆာကိုနေပြီးတော့ဒီပြရေဘလူးဖွဲ့တွေကနေပြီးတော့တိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာခဏယောက်သေးတယ်ဆင်းငါးယောက်တန်းရရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ပကိုးတိုင်းငါပကိုးတိုင်းဒီဖက်မှာဆိုလို့ရှိရင်ပတောင်းနေမှာရှိတဲ့ညောင်ဂျိုးစခန်းနော် ညောင်ကျစခန်းတိုက်ပွဲကိုနေပြီးတော့တင်ပွဲကိုသူတို့ပြင်းတွင်းထန်ထန်ဒီမှာတိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့အဲ့ဒီမှာစစ်သားတွေဘလောက်တုံးထားလဲဆိုလို့ရှိရင် passing ship ငါ passing ship ကဒီလူပေါင်း600ကျော်ကိုနေပြီးတော့အဲ့ဒီမှာစစ်ကိုပို့ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်เนาะအဲ့ဒါကစေမုန်ထန်ဥပဒေနဲ့တင်အာဓမလိုက်ဖမ်းပြီးတော့เนาะအဲ့ဒီမှာတင်တန်းကျောင်းကိုပို့ထားတယ်เนาะ passing ship passing ship ကသူစစ်အယောက်ပေါင်း 600เนาะ600ဒီမှာစစ်ကိုပို့ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒီပြရတော့ကျွန်တော်တို့သူတို့စီမှာလူမရှိတော့ဘူးမရှိတဲ့ခါကျတော့လူတစ်တူကိုเนาะဆွေးတုံးထားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါပုံကိုအတိုင်းမှာနောက်တစ်ခုကကရင်ပင်နဲ့တန်တော်ကြီးမှာဆိုလို့ရှိရင်တော့တပြင်းညွတ်เนาะတပြင်းညွတ်စခန်းကိုနေပြီးတော့ KIN နဲ့ပူပေါင်းဖွဲ့တွေကနေပြီးတော့အဲ့ဒီမှာတက်တယ်တက်တဲ့ခါကျတော့အဲ့ဒီစခန်းသင်းတက်ပြီးမှာဆိုလို့ရှိရင်စက္ကစဖက်က10ယောက်ကြတယ်เนาะ10ယောက်ကြတယ်အဲ့ဒီမှာနိုင်ငံခရရန်တွေလည်းအများကြီးရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါက KNL လို့ခေါ်တဲ့ KNU เนาะ KNU ရဲ့တပ်မဟာနှစ်နေနေဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်စခန်းကိုအောင်မြင်စွာ ိမ့်ပိုင်နိုင်ခဲ့တဲ့ဆိုတဲ့ဟာကိုတတိမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရတယ်လက်နက်ခေရန်တွေလည်းကျွန်တော်တို့တွေ့ရတယ်လူစီယောက်သေးတယ်နော်အဒီမှာစက္ကဆာရောက်ပေါင်းစီယောက်ဆိုသေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကစက္ကဆာရဲ့ဝန်ကြီးဒိုးဝန်ကြီးအပါအဝင်73ယောက်ကုန်နေပြီးတော့ကနေဒါနိုင်ငံကဆန်ရှင်ချလိုက်တယ်အတိတ်ကတော့သူတို့ကိုပိတ်ဆို့တဲ့အသွာအလာတို့စီးပွားရေးတို့ဘာတို့အကုန်လုံးပိတ်ချလိုက်တယ်နော်ပိတ်ချလိုက်တယ်ဆန်ရှင်လောက်တာပေါ့နော်စီးပွားခတ်ပိတ်ဆို့တာပိတ်ဆို့တာအဒီမှာစက္ကဆာဝန်ကြီးရဲ့ဒိုးဝန်ကြီးအပါအဝင်73ယောက်နော်ဌာနဆိုင်ရာ၃ခုကုန်နေပြီးတော့ကနေဒါနိုင်ငံကအဒီမှာ ဆန်ရှင်လုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကချင်းချင်းရံဖြစ်တာเนาะချင်းချင်းရံဖြစ်တာကဘာလဲဆိုလို့ရှိရင်ဒေါ်လာရဲ့ဖွဲ့တယ်ချင်းချင်းစကားစကားကိုမတိုက်ပေးနဲ့ကိုချင်းချင်းကျွန်တော်တို့ရံပွေးဖြစ်တဲ့နေရာเนาะအဲ့ဒါကဘာလဲဆိုလို့ရှိရင်ချင်းပြင်းနေချင်းပြင်းနေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တီတီမျိုးနေမှာအဲ့ဒီမှာ CC လို့ခေါ်တဲ့ချင်းလန်းကောင်စီပေါ့เนาะချင်းလန်းကောင်စီနဲ့ကျွန်တော်တို့ GRA လို့ခေါ်တဲ့เนาะ GRA ခေါ်တဲ့ကျွန်တော်တို့ Zoomi Dollar ဒေါ်လာရဲ့တက်မတော်နေနဲ့နေပြီးတော့တိုက်ပွဲတဲ့အကြီးကြီးဖြစ်နေတယ်အဲ့ဒါကချင်းချင်းချင်းဒေါ်လာရဲ့ကိုနေပြီးတော့ ချင်းဒေါ်လာရေးကနေပြီးတော့တိုက်ကြတာချင်းချင်းတိုက်တာเนาะအဲ့ဒီမှာမာလာနဲ့တိုက်တာမဟုတ်ဘူးဆိုတော့အနာလူကြတာပေါ့အနာလူကြတာသူပိုင်တယ်ကိုပိုင်တယ်သူကမှန်တယ်ကိုကမှန်တယ်သူကကြည်တယ်ကိုကငယ်တယ်စသဖြင့်เนาะအဲ့လိုမျိုးပုံစံမျိုးနဲ့အနာလူကြတာနာအနာလူကြတာချင်းချင်းပေါ့နော်ချင်းချင်းအဲ့ဒါကချင်းလူမျိုးတွေထင်မှာเนาะအဲ့လိုမျိုးဖြစ်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ချင်းချင်းဆော်ကြတယ်နန်းနန်းကန်တော့လဲเนาะ လည်းလည်းနဲ့ဖြည့်ရှင်းကြတာပေါ့လည်းလည်းမရှိဘူးတော့ကျွန်တော်တို့ပြည်သူတွေကတော့ထွက်ပြေးရတာပေါ့အဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်။ဒါကကျွန်တော်တို့ချင်းပင်နေတီတီမှာနော်တီတီမှာဖြစ်ပြတာဆိုတော့အဲ့ဒါက CC လို့ခေါ်တဲ့ချင်းလန်ကောင်စီနောက်တစ်ခုက ZRA လို့ခေါ်တဲ့ ZRA ပေါ့နော် ZRA လို့ခေါ်တဲ့ Zoomi Zoomi တော်လည်း တမ်းတော့နော်အဲ့ဒီတမ်းတော့နဲ့နေပြီးတော့သူတို့အချင်းချင်းတိုက်ပွဲဖြစ်နေကြတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီမှာစကားစားဖက်ကလူတွေကတော့တော်တော်ပြောင်းပါပေါ့သူတို့အချင်းချင်းရင်တိုက်တယ်မာလာကိုတိုက်ခွင့်မရှိတော့ဘူးနော်သူတို့အချင်းချင်းချရတယ်ဆိုတော့မာလာတော့လက်ခုတ်တီးရဲ့အခြေအနေမျိုးမှာကျွန်တော်တို့တွေ့ရနိုင်မယ်နောက်တစ်ခုက KAA နော် KAA ရဲ့ပြဿနာလည်းတော်တော်ကိုကြီးနေတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်ခိုင်မှာကိုယ်ခိုင်မှာကျွန်တော်တို့ TN အလေးကနေပြီးတော့ဒီ KAA ရဲ့ဆက်ဆံရေးယုံနော်ဆက်ဆံရေးယုံကိုနေပြီးတော့အဲ့ဒီမှာကျွန်တော်တို့ တင်ပိုက်လိုက်တယ်เนาะအဲ့ဒီမှာအင်အားသုံးပြီးတော့အဲ့ဒါကိုတင်ပိုက်လိုက်တယ်အဲ့ဒီမှာမန်တုံမြို့နေဘန်မယုံမှာအဲ့ဒီမှာသူတို့ဒီအင်အားသုံးပြီးတော့သူရဲ့ဆက်ဆံရေးရုံးကိုနေပြီးတော့တင်ပိုက်လိုက်တယ်တင်ပိုက်လိုက်တဲ့အခါကျတော့အလုံးမျိုးအချင်းတွေမျိုးကကျွန်တော်တို့ဒီတစ်ခါဖြစ်တာမဟုတ်ဘူးเนาะဒီတစ်ခါဖြစ်တာမဟုတ်ဘူးအဲ့ဒီ KNA ကဒီ KNA ရဲ့စစ်သားတွေကိုဖမ်းတယ်ရိုက်လိုက်တယ်ထိုးတယ်ကျိတ်တယ်အနိုင်ကျင့်တယ်စသဖြင့်အဲ့လိုမျိုးပုံစံမျိုးကတစ်ခါတည်းမဟုတ်ဘူးเนาะတစ်ခါတည်းမဟုတ်ဘူးထက်ထက်ခါခါเนาะထက်ထက်ခါဖြစ်နေတယ်ဆိုတော့သူတို့ရဲ့ တတိယတွေပြောပုံရဆိုလို့ရှိရင်ဒီ TN လေးကချစ်စုရှင်ကိုချစ်စုကမ်းတယ်နော်သူတို့ပြိုကွေးနေတဲ့အချိန်မှာကျွန်တော်တို့ KIA ကသူတို့ကိုမွေးထုတ်ပေးတဲ့လက်နက်တွေပေးတဲ့သင်းပေါင်းဆုံးရကြောပေးတဲ့လက်နက်ပေါင်းအလက်ပေါင်းယာနဲ့ချီတော့သူတို့ကိုထောက်ပံ့တယ်အဲသူတို့ကိုထောက်ပံ့ပြီးတော့ကြီးထွားအောင်လုပ်တယ်ပြီးလို့ရှိရင်တော့အခုကြီးထွားလဲကြီးထွားလာရောနော်အဲ့ဒီမှာ KIA ကိုပြန်ပြီးတော့နော်တို့စော်ကားတာကိုကျွန်တော်တို့ ြောကြတယ်နော်သူတို့ဖက်ကတတင်းမီဒီယာတွေကနေပြီးတော့ကျွန်တော်တို့ပြောကြတာတွေ့ရတယ်ဆိုတော့ဒီဖက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ပြင်ကြည့်မယ်ဆိုတော့လည်းသူတို့ပြောတဲ့အမှန်တလို့ပဲနော်တချင်တို့ KI ဖက်ကအညက်ခံတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့ချိန်လိုက်နော်ဒီဖက်က ဒီအန္တရာယ်ဖက်ကတော်တော်ကိုစောစောကကားကိုသူတို့เนาะချမ်းချမ်းတန်းတန်းကိုသူတို့ဆက်ဆံတာကိုကျွန်တော်တို့တွေ့ရတဲ့ဗီဒီယိုဖိုင်တွေမှာသူတို့ရဲ့ပြုမှုဆက်ဆံမှုကိုကြည့်ပြီးတော့ကျွန်တော်ဝေဖန်ကြည့်တာဆိုတော့ဒီအန္တရာယ်ကတော့တော်တော်ကိုခက်ခက်ထင်ထင်ကျွန်တော်တို့ KIA ကိုတွန်းပြန်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါချီစုရှင်ကိုချီစုကန့်တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ကတော့เนาะအပေါ်လုံးကအရင်တုန်းကနေပြီးတော့ဒီပြောရဲစခွင့်ရှိတဲ့လူတော်ဘူကနေပြီးတော့เนาะဘုံမကျင်းတော်ဘူကနေပြီးတော့ခဏခဏသူတို့ပြောတယ်သူတို့เนาะအောက်မှာနေပြီးတော့ဖြစ်ကြတဲ့ပြဿနာတွေဖြစ်တယ်သူတို့ဖြစ်ရှင်လို့ ြင်းသာပြီးဖြစ်ရှင်းပြီးစသည်ဖြင့်နော်တို့တို့ပြောတယ်အခုအဲ့လိုမျိုးဆက်တက်ဆက်တက်ဖြစ်တဲ့ခါကျတော့ဒီနေ့ကအဲ့ဒီမှာဂုံပေါ့တော့ဘုတ်ချုပ်ကမှနေပြီးတော့အဲ့ဒီ online မှာစာရေးလိုက်ပြီနော်စာရေးလိုက်ပြီဒါတော်အရေးကြီးတဲ့စာစောင်ဖြစ်တယ်နော်စာစောင်ဖြစ်တယ်အဲ့ဒါကအဲ့လိုမျိုးစာမျိုးကိုတုံတုံဒီဘုတ်ချုပ်ကမှထုတ်လိုက်ထုတ်ထားမရှိဘူးနော်သူရဲ့လူမှုကော်ရက်ပေါ်မှာထုတ်ပြီးဆိုလို့ရှိရင်အဲ့ဒါကကြစ်ကြစ်တည်းကြစ်ကြစ်ကြည်ကျွန်တော်တို့ပြဿနာရှိတယ်နော်အရင်တော့ကစကွန်တရင်နော်စကွန်တရင်အဖွဲကသူတို့အဖွဲကိုပြောတယ်ဒီခင်နဲ့ PDF တွေဝင်လာတယ်နဲ့လုံးဝ အရှင်မထွက်ဘူးအဲ့လိုမျိုးကြုံရတယ်အဲ့ဒါကမထုတ်သိမထုတ်တိုက်တဲ့စစ်အမိဖြစ်တယ်ဆိုပြီးတော့တစ်ချက်ပဲရေးတယ်နော်အဲ့ဒီစကုံတရင်အကုန်လုံးပြုတ်ခတ်သွားတယ်ရွှေမန်းထုံနေလကောင်းပဲပြည်သူစစ်ပြုတ်ခတ်သွားတာပဲနောက်တစ်ခုကကျော်စိုးဦးနဲ့ကျော်မျိုးမင်းတို့နှစ်ယောက်ကိုလည်းကျွန်တော်တို့ဒီဘုတ်ချုပ်ပုံပေါ်ကလောက်ထတာတွေ့ရတယ်ဒါပေမဲ့ဒီဟာကဒီနေ့တစ်ခေကျွန်တော်တို့အကုန်တိပေါ်တော့ကျွန်တော်တို့မတွေ့ရသေးဘူးအချွေးတင်တာပေါ့နော်အချွေးတင်နေတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ TNL လေးနော် TNL လေးကကိုပြဿနာတက်တယ်အဲ့ဒါကိုနေပြီးတော့ဘုတ်ချုပ်ပုံပေါ်ကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာရေးလိုက်တယ်အဲ့ဒါကစာနှလုံးပဲ အဲ့ဒါကပါလဲဆိုလို့ရှိရင်အင်္ဂလိပ်စကားနှလုံးအဲ့ဒီစကားနှလုံးကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ Q and A လို့ခေါ်တယ်နော် Q ဆိုတာ question A ဆိုတာ answer နော်ဆိုတော့ Q နဲ့ A နဲ့နှလုံးရဲ့အတိတ်တွေကပါလဲဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့မေခွန်မေးမယ်နော်ဘိုးကနေပြီးတော့ခင်ရဲ့ဘိုးကနေပြီးတော့ကျွန်တော်တို့မေခွန်မေးမယ်အဲ့ဒီမေခွန်ကရှမ်းပြည်နယ်မှာရှမ်းလူမျိုးတွေကချင်လူမျိုးတွေဗမာလူမျိုးတွေနော်ဒီလူမျိုး၃မျိုးက TNL ရဲ့အုပ်ချုပ်မှုကိုသူတို့လက်ခံသလား တဲ့မြေခံတကယ်တည်းလက်ခံနေဆိုရင် DNA ကလုံးဝလက်ဖြစ်မတိုးဘူး DNA လေးကိုမင်းတို့ DNA လေးနဲ့နေဆိုတဲ့မြေခံဖြေရမှာကငါတို့မနေဘူးဆိုလို့ရှိရင်တော့နေမလားလို့မေးလို့ရှိရင်မနေဘူးဆိုလို့ရှိရင်ဒီ DNA လေးကိုအပြတ်ချင်းပဲသူတို့အပြတ်ချင်းပဲဒီ DNA ရနေပြီးတော့အပြတ်ချင်းပဲဆိုတော့လူထုရဲ့သဘောထားတိုင်းပဲလို့ပေါ်ချုပ်ကောင်ကစားတဲ့ဆောင်လေးပဲเนาะအဲ့လိုမျိုးရေးလိုက်ပြီဒီပြဿနာကတော်တော်ကြီးသွားပြီ ကြီးသွားပြီဆိုတော့เนาะအဲ့ဒီဟာကိုကျွန်တော်တို့ပွင့်ကြည့်ပွင့်ကောင်းတွေကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုက MND ရဲ့ MND ကလည်းကျွန်တော်တို့ကုတ်ခိုင်မှာရှိတဲ့နေမွန်စီမှာဆိုလို့ရှိရင်เนาะအဲ့ဒီပြည်သူလူထု6ယောက်ကိုသတ်တယ်เนาะ6ယောက်ကိုသတ်တယ်4ယောက်ကပြည်သူလူထုပြတ်ပြီးတော့2ယောက်က KNA ဖြစ်နေတယ်เนาะအဲ့ဒီမှာရွှေတွန်းကိစ္စပေါ့เนาะအဲ့ဒီမှာသူတို့ ဒီတူတယ်တူတဲ့ခါမှာသွားပြောတယ်ပြောတဲ့ခါကျတော့ပြသူလို့ထွက်ကိုတက်ပြလိုက်တယ်နော်တက်ပြလိုက်တယ် MND ကဆိုတော့ဒီတင်ရတဲ့တော်တော်တက်နေတယ်ပြီးလို့ရှိရင်တော့ဒီဗီဒီယိုတွေလည်းကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့တော်တော်ကိုဒီနှစ်ဖက်ကဒီဒေါ်လာရေးကိုပထမဆုံးနော်တွေးကြအောင်နော်ပထမဆုံးအစပြုတ်ခဲ့တဲ့ကျေးဇူးတရားတွေရှိတယ်ဒါပေမဲ့ခုဒီကျေးဇူးတရားတွေထဲမှာပြန်ပြီးတော့ဟုတ်ကဲ့မှာဒေါ်လာရေးအဖွဲတွေကိုပြန်ပြီးတော့ရန်မြူတာကိုကျွန်တော်တို့တွေ့ရတယ်ဒေါ်လာရေးချမ်းကြောင် ်ရောက်ကုန်ရဲ့နေမတဲ့နေပစေကျွန်တော်တို့မနောက်ရှက်နေဆိုတဲ့စကားလုံးရှိတယ်ဆိုတော့အခုကတော့သူတို့တိမ့်နေတိမ့်နေနေမျိုးကိုโอเคမင်းတို့အဲ့ဒီမှာထိန်းထားလိုက် ဆိုတော့ပြီးပြီအခုကမဟုတ်ဘူးဒေါ်လာကြီးတွေကိုကြမ်းကြအောင်နေပြီးတော့တရုတ်ကမိထုတ်ပေးတယ်အဲ့ဒီတိုင်းသူတို့လုပ်တယ်ဆိုတဲ့ပုံစံမျိုးကိုဒီနေ့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကတကယ်မကောင်းတဲ့လက္ခဏာပဲเนาะဒီနေ့ဒေါ်လာကြီးမှာเนาะတက်ကြွကြွနဲ့ကျွန်တော်တို့ဒီနေ့အထည်သွားနိုင်တာဆိုလို့ချင်းတက်သူညာနှစ်ခုရဲ့ကြီးစုကလုံးဝရှိနေဆိုတာကျွန်တော်တို့မလွဲမသွေဖြစ်တယ်ဒါပေမဲ့ဒီနှစ်ဖွဲ့ကเนาะသုံးဖွဲ့မှာနှစ်ဖွဲ့ခုနကမထွက်နေတာเนาะအဲ့ဒါကဟိုဖက်မှာဖတ်ပြောင်းပြီးတော့ဒေါ်လာကြီးကြမ်းကြအောင်လုပ်နေတယ်เนาะအဲ့ဒီ KNY ကတင်လာနေတဲ့ တိုက်ပွဲဖြစ်လို့ရှိရင်ဒီဖက်ကိုဆင်းဖို့တက်တော့ကျန်ကြမယ်။နော်အဲ့ဒါကိုမာလာလေးကြိုက်တယ်လို့တရုတ်ကလည်းကြိုက်တယ်နော်။ဆိုတော့အဲ့ဒါကိုနေပြီးတော့တရားလေးကနေပြီးတော့ဖန်တီးနေတယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာရဲ့ဖော်ပြချက်အရနော်ကျွန်တော်တို့တွေ့ရနိုင်မှဖြစ်တယ်ဆိုတော့မကြမင်းကျွန်တော်တို့ဒီတိုက်ပွဲဟာဆိုလို့ရှိရင်ကြီးကြီးကျယ်ကျယ်တွေ့ရနိုင်မင်းစကွန်တင်းပျောက်ဘလို့ပျောက်မလားကျွန်တော်တို့သူတို့ပဲထောင်းမလားဆိုတော့ကျွန်တော်တို့ချစ်ကြသေးတာပေါ့နော်ချစ်ကြသေးတာပေါ့ဆိုတော့အခုဘူချုပ်ကောင်ကတော့စာတချောင်းရေးလိုက်ပြီးဒီလိုထုတွေရဲ့အဆုံးဖြတ်ပဲ ပီတူရဲ့ဆုံးဖြတ်အတိုင်းကနေကလုတ်ပေးမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်เนาะဆိုတော့ပီတူလူထုက TNN နဲ့မနေဘူးဆိုလို့ရှိရင်တော့เนาะ အပြောင်းရှင်းမယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့ကြည့်ကြတာပေါ့နော်ကျွန်တော်တို့ကတော့ပွေချစ်ပြိသက်ပဲနော်ပွေချစ်ပြိသက်ပဲဆိုတော့နောက်တစ်ခေါက်ကမုံပြင်းနေမှာဆိုလို့ရှိရင်အမှတ်ရှိပထမဆုံးလမ်းမပေါ်မှာဒီ PDF တွေကရှုံထင်လာပြီးတော့ကျွန်တော်တို့စစ်စစ်တယ်လုံချုံရင်းစစ်စစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပြတော့နော် PDF တွေလမ်းမပေါ်မှာတက်လာတယ်နော်တက်လာတယ်နောက်တစ်ခေါက်ကစကိုင်းတိုင်းတစီမျိုးနေမှာဆိုလို့ရှိရင်တော့ဒီတိုက်ပွဲတွေဖြစ်တဲ့ဒီဝါတာဝဆိုတဲ့ဒီဖုန်ကြီးပေါ့နော်ဖုန်ကြီးတင်တိုင်းခြုံလိုက်တာပဲမဲ့ စစ်သားတွေကိုအုပ်ချုပ်တယ်နော်အဲ့ဒီမှာဆိုတော့သူကနေပြီးတော့သူရဲ့ဖြူစော ठी တွေရဲ့ငါစစ်ကြောင်းတွေကိုတက်လာတယ်တက်လာတဲ့ခါကျတော့အဲ့ဒီမှာဒီ PDF တွေက1 minute ဆော်တယ်ဆော်တဲ့ခါကျတော့ခဏယောက်ကြာသွားတယ်ဆိုတဲ့အတွေ့ရတယ်နောက်တစ်ခုကဒီရခိုင်ပြည်နယ်မှာကျွန်တော်တို့ရခိုင်မြို့နယ်စုဆိုပြီးမှကျွန်တော်တို့ပါဝင်တဲ့မြို့လူမျိုးเนาะမြို့လူမျိုးကကျွန်တော်တို့လူနေစုပဲเนาะသူတို့မှာကျွန်တော်တို့ရာဇဝင်စာအုပ်တို့ဘာတို့ရာဇဝင်တို့ကျွန်တော်တို့မရှိဘူးเนาะနှုတ်ဖျားမှာပဲရှိတယ်စာအုပ်မရှိဘူးဒါပေမဲ့အရင်တော့ရေးခဲ့တဲ့စာအုပ်တွေရှိတယ်တအုံတော့ နော်ချက်ချာပါပါတချို့တလေတွေမှာရှိတယ်နော်ဆိုတော့စာအုပ်မရှိကြဘူးနော်တမိုင်းစာအုပ်တွေမရှိကြဘူးဒါပေမဲ့သူတို့ကလည်းသူတို့ကသူတို့ကတော့နော်ရှေ့ကျတဲ့လူမျိုးတွေဖြစ်တယ်ဒါရခိုင်ကလည်းရခိုင်မင်းနဲ့နေပြီးတော့နေတဲ့နော်အဲဒီမှာရခိုင်ကရှေ့ကျတဲ့စသည်ဖြင့်စသည်ဖြင့်လူမျိုးတိုင်းမှာရှေ့ကျတာကိုတော်တော်ချိုက်တယ်နော်ကျော်ကျော်ချိုက်တယ်ဆိုတော့အခုမျိုးလူမျိုးကလည်းနော်သူတို့ကသူတို့ကတော့ပြောကြတာပဲနော်ပြောကြတာပဲအဲဒါကမျိုးလူမျိုးတွေကရှေ့ကျတယ်ဆိုတော့အခုသူကေတနာပြုတ်လုပ်ပြီးတော့စာအုပ်ပြုစုထားတာအဲဒါကကျွန်တော်တို့တရားဟောဆရာ ိုကတော့ပြမဝေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့အိန္ဒိယနိုင်ငံမှာเนาะအိန္ဒိယနိုင်ငံမှာ Korean ဒီ Dematek တော်မှနေပြီးတော့ဆရာတယောက်ဖြစ်တယ်เนาะသူရဲ့နာမည်ကဆရာတက်တိုးဖြစ်တယ်သူကလည်းသူ့ရဲ့ဇာတိနာမည်ကတော့မီချောင်တက်ကပေါ့เนาะကျောက်တော်မျိုးနေမီချောင်တက်ကဖြစ်တယ်ဆိုတော့သူစာအုပ်ကို2021မှာစပြီးရေးတယ်เนาะရေးတယ်2024မှာเนาะ အဲ့ဒီမှာသူတည်တနာပြုစုပြီးတော့ဒီစာအုပ်တွေကိုရေးတယ်စာမုံတွေကိုအကုန်လုံးအကုန်လုံးပြီးသားပြီးစာအုပ်တွေထုတ်ဖို့ဆင်ခင်ဖြစ်သားပြီးအမှားစာတွေလည်းအကုန်လုံးလုပ်ထားပြီးပြီးဆိုတော့တော်တော်ကိုတက်တဲ့ထောက်ထားတဲ့ခက်ခိုင်မာမာနဲ့သူတို့လုပ်ထားတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီစာအုပ်ကိုထုတ်ဖို့အတွက်ကနော်ကျွန်တော်တို့အုတ်တောင်အုတ်တောင်ထုတ်ဖို့အတွက်သူတို့အခက်အခဲရှိတယ်နော်အခက်အခဲရှိတယ်အဲ့ဒါကတိန်ပေါင်း150ကုန်မယ်နော်150ကုန်မယ်ဆိုတော့အုပ်ရေကတထောင်နော်တထောင်ထုတ်ဖို့အတွက်ရာသားထားတယ်ဆိုတော့အခု Narendra တည်င်းဌာနကနေပြီးတော့ဒီတည်င်းကိုနေပြီးတော့ထုတ်လင်းထားတာကိုတွေ့ရတယ် ဆိုတော့သူတို့စာအုပ်ကိုထုတ်မယ်တိမ်ပေါ1500လို့တယ်ဆိုတော့စာအုပ်အုပ်ရေပေါင်းက1000ထုတ်မယ်เนาะဆိုတော့ဒီစာအုပ်ကိုထုတ်ဖို့အတွက်အမှားစာတို့ဘာလို့ဆိုတာတမိုင်းသုတေသနပညာရှင်တွေအကုန်လုံးဒါကအဖုပိသဖြစ်တယ်เนาะထုတ်ဝေဖို့လဲကျွန်တော်တို့เนาะအဒီမှာတကယ်နော်အခိုင်အမာနဲ့သူတို့လုတ်ထားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီတည်င်းကလည်းဒီမျိုးလူမျိုးတွေနော်မျိုးလူမျိုးတွေမျိုးမားလည်းမျိုး ်ခေါ်ခမိဆိုပြီးတော့အဲ့လိုမျိုးကိုယ်လိုက်လို့ရှိတဲ့မျိုးရှိတယ်မျိုးမှာတစ်ခါငါတို့လူမျိုးကအမှန်အော်ဘူးတောင်ဖက်ကနေကမိုင်းဒီဖက်လူတွေကအတူအစားတွေဖြစ်တော်တော်ကိုလူမျိုးတိတ်တိတ်လေးမှာတော်တော်ကိုရှော့ရှော့ခက်နေတဲ့လူမျိုးတစ်မျိုးဖြစ်တယ်နော်ဆိုတော့အဲ့ဒီလူမျိုးလေးကမှထင်မှာမှအခုဒီကြောက်တော့ဖက်မှနေတဲ့မျိုးနော်အဲ့ဒီမျိုးလူမျိုးတွေ နော်ပြောလိုမျိုးတွေဆိုတော့အဲ့ဒီတမိုင်းကခုနကလူမျိုးလူမျိုးတစ်မျိုးလုံးပြည်နေရာမှာပဲနေနေအဲ့ဒီလူတွေကတမိုင်းကိုနေပြီးတော့ကျွန်တော်တို့သူတည်တနာပြုထားတာဖြစ်တယ်နော်စာအုပ်အုပ်ပေါင်းကိုကားတာဆိုလို့ရှိရင်အုပ်ပေါင်း80ကျော်နော်80ကျော်ကိုကိုကားထားပြီးတော့ရေးသားထားတဲ့စာအုပ်တအုပ်ဖြစ်တယ်အဲ့ဒါကိုထုတ်ဖို့အတွက်ပတ်စံခက်ခဲရှိနေတဲ့ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ကြတယ်ဆိုတော့ဒီသတင်းကိုနားထောင်တဲ့လူတွေလည်းကျွန်တော်တို့ဒီမျိုးလူမျိုးတွေပေါ့နော်သူတို့အားဖြစ်ဖို့လုပ်တယ်ဆိုတဲ့ဟာကိုတော့ message ကိုတကယ်ကျွန်တော်ပေးချင်တယ်ဆိုတော့ သိမ်းပေါင်းက150လို့တဲ့ဟိုးပေါင်းတစ်ထောင်ထုံးတယ်နော်ဆိုတော့အဲ့ဒါကတော့မျိုးတို့မျိုးတွေနဲ့တက်ဆိုင်လိမ့်မယ်လို့ထင်တယ်နော်အဲ့ဒီဒီတသိန်းကိုကြားတဲ့လူတွေလည်းကျွန်တော်တို့အာတက်နိုင်တဲ့လူတွေပါဝင်ဖို့အတွက်လည်းနော်ဒီကနေပြီးတော့ကျွန်တော် message ပို့ချင်တယ်ဆိုတော့ဒီနေ့ Marshall ကိုရနေ့မှာတတိမီဒီယာနေ့မှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ